မ္မဝိယရိဆရာတော်ရှင်ညာနဟောကြားတော်မူသောတက္ကာယမိစ္ဆာဒိဋ္ဌိမှတမာဒိဋ္ဌိတို့သို့မဟုတ်အကန်းမြင်မှအမြင်မှန်တို့အတန်စာအုပ်အပိုင်းတတုတ်တနိပါဒတမ္မာပြိပ္ပာဇနိယတုတ်တတတမဂါရာဝသတာမနတာသကံမှုနာသအဝိတုတောတမ္မာဝိတိတ်တဝါနတမ္မံနိဗ္ဗာန်ပဒါပိ တ္တယာနောတမ္မာသောလောကီပြိပစီယကိုနှုတ်စိတ်ထားအမာရှောင်းခွာတရားမတရားပြတ်သားတိကလူငိမ့်အီမှုရှေရှုလူသားမြတ်တရားမမကြရမှာလူမျိုးစုံကုန်ရေတိတ်ခါလန်းညွဥဒရိမရုဒ္ဒဓမ္မသင်ဗုဒ္ဓဘာသာဝင် အစ်စ်ဖြစ်ပြီလား လူမြင့်ဆုံးဂုံရီတိတ်ခါဖြစ်တဲ့ယူသားစင်ကျဲယင်ကြီးမြင့်မြတ်သူဥတ္တရမနုဿအဖြစ်ရရှိတဲ့သူဟာဗုဒ္ဓဘာသာဝင် အစ်စ်ဖြစ်တယ်ဆိုတာသင်သိပါရဲ့လားဗုဒ္ဓဘာသာဝင်ဆိုတာဟာတမာဒိဋ္ဌိအယူရှိတဲ့သူတွေကိုခေါ်တာဆိုတာကိုသိပါရဲ့လားတမာဒိဋ္ဌိဆိုတာတက္ကာယမိစ္ဆာဒိဋ္ဌိအယူ မရှိတာကိုခေါ်တာသင်သိပါသလား တက္ကာယမိစ္ဆာဒိဋ္ဌိမရှိတဲ့နေရာစပြီးဗုဒ္ဓဘာသာဝင် အစ်စ်လမ်းကြောင်းတဲကိုတင်ဆရောက်တယ်ဆိုတာသိပါရဲ့လားတက္ကာယမိစ္ဆာဒိဋ္ဌိဆိုတာဟာဘာလဲတက္ကာယမိစ္ဆာဒိဋ္ဌိလို့ခေါ်တဲ့အမြင်မှားကြီးကိုမဖြုတ်နိုင်သေးသမျှတင်ဘလူးမှမငင်းချမ်းနိုင်ဘူးဆိုတာကိုသိရဲ့လားတက္ကာယမိစ္ဆာဒိဋ္ဌိကိုဘလူးဖြုတ်မလဲဒီစာတန်းကလေးကိုအကြမကြစစ်စစ်ငုံငုံကလေးလေ့လာလိုက်ပါတဲ့အမြင်တွေပြောင်းလာပါလိမ့်မယ် ိဿုပံကမ္မဝါဒဗုဒ္ဓဘာသာဥပဒကတက္ကာယမိစ္ဆာဒိဋ္ဌိမတမာဒိဋ္ဌိတုအကံမြင်မအမြင်မှန်တုယခုဆွမ်းလာခဲ့တဲ့နေ့မှာဘာတရားဟောရမလဲဆိုတော့တက္ကာယမိစ္ဆာဒိဋ္ဌိဖြုတ်တရားကိုပဲဟောပါမယ်ဒီတရားကိုအရင် ဆွမ်းကတ်ရက်ကလည်းနာဘူးပြီးကြပြီလို့ထင်ပါတယ်အခုလည်းပဲတက္ကာယမိစ္ဆာဒိဋ္ဌိဖြုတ်တရားကိုပဲထပ်ပြီးတော့နာကြားရပါဦးမယ် တက္ကရာမိစ္ဆာဒိဋ္ဌိဖြုတ်တာနဲ့ဆက်လင်းလို့ရှိရင်တော်တော်အရေးကြီးတယ်လို့ပြောရပါမယ်။ဒီလိုအရေးကြီးတာကြောင့်လေဒီတရားကိုနာကြားဘူးလို့နားလည်နေပြီဆိုတာတောင်မှထက်ထက်ပြီးတော့နားထောင်ပါအောင်လို့ပြောရမယ်။ဘာဖြစ်လို့လဲလို့ဆိုတော့ဗုဒ္ဓဘာသာဝင်ဟုတ်သူနဲ့မဟုတ်သူတို့ရဲ့ language ကိုပြောပါဆိုလို့ရှိရင်တက္ကရာမိစ္ဆာဒိဋ္ဌိရှိတာနဲ့မရှိတာဟာ language ပဲလို့ပြောရမှာကြောက်မှာ။သင်ဟာဗုဒ္ဓဘာသာဝင် အစ်စ်ဖြစ်ပြီလား။ ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေမှာတက္ကာယမိစ္ဆာဒိဋ္ဌိတွေရှိကြတယ်ဗုဒ္ဓဘာသာဝင်တွေမှာတော့တက္ကာယမိစ္ဆာဒိဋ္ဌိမရှိကြဘူးတက္ကာယမိစ္ဆာဒိဋ္ဌိတော့မပြုတ်သေးဘူးဒါပေမဲ့ဗုဒ္ဓဘာသာဝင်ဖြစ်ပါတယ်ဆိုရင်လည်းဒီလိုဆိုတဲ့သူဟာဗုဒ္ဓဘာသာအရေးတယ်လို့ပဲဖြစ်ရပါလိမ့်မယ်ဒါမှမဟုတ်လို့ရှိရင်ဗုဒ္ဓဘာသာအယံမျှပဲလို့ပြောရပါလိမ့်မယ် ဗုဒ္ဓဘာသာအရေးတဲလောက်ဗုဒ္ဓဘာသာအရန်လောက်ကတော့ဗုဒ္ဓဘာသာဗီမဲ့အနှစ်တာရစီကိုရောက်မှာမဟုတ်ဘူးဗုဒ္ဓဘာသာကပေးတဲ့အနှစ်တာရစီကိုရောက်အောင်ဗုဒ္ဓဘာသာဝင်စစ်စစ်ဗုဒ္ဓဘာသာဝင်တင်းပြည့်ကြက်ပြည့်ဖြစ်ဖို့လိုတယ်ဗုဒ္ဓဘာသာဝင်စစ်စစ်ဗုဒ္ဓဘာသာဝင်တင်းပြည့်ကြက်ပြည့်ဖြစ်ဖို့အတွက်တက္ကာယမိစ္ဆာဒိဋ္ဌိဖြုတ်ဖို့မရှိမဖြစ်လိုအပ်ပါတယ်တက္ကာယမိစ္ဆာဒိဋ္ဌိဖြုတ်မှပဲဗုဒ္ဓဘာသာဝင်ဟုတ်သူနဲ့မဟုတ်သူဆက်ကြားကွဲပြားသွားတယ်လို့ပြောရပါမယ် တက်ကာယမိစ္ဆာဒိဋ္ဌိဖြုတ်သူမှဗုဒ္ဓဘာသာဝင် အစ်စ်ဖြစ်တယ်။တက်ကာယမိစ္ဆာဒိဋ္ဌိမပြုတ်သေးတဲ့သူဟာဗုဒ္ဓဘာသာဝင်အစ်စ်မဟုတ်သေးဘူး။တက်ကာယမိစ္ဆာဒိဋ္ဌိကလည်းမပြုတ်ကြဘူး။တလောကလုံးတကဘာလုံးမပြုတ်ကြပါဘူး။ဒီလိုတက်ကာယမိစ္ဆာဒိဋ္ဌိရှိနေကြတဲ့အတွက်ပဲလူတွေမှာလောဘတွေထကြတယ်။စိတ်ဆိုးစရာ၊စိတ်စားစရာ၊စိတ်ညစ်စရာ၊စိတ်နှွမ်းစရာစတဲ့ကိလေသာမှန်သမျှထကြွတောင်းကျမ်းနေကြတယ်။ ဒီလိုထကြွတောင်းချမ်းမှုတွေရဲ့လက်တွေကိုပြောပါဆိုရင်တက္ကရာမိစ္ဆာဒိဋ္ဌိပဲလို့ပြောရပါမယ်တက္ကရာမိစ္ဆာဒိဋ္ဌိမပြုတ်သေးတဲ့သူဟာလောဘဖြစ်เสียရှိရင်လည်းဖြစ်တာပဲဒေါသဖြစ်เสียရှိရင်လည်းဖြစ်တာပဲမာနတို့အိတ်တာမြစ်စရိယတို့လည်းရှိနေတာပဲဒါကြောင့်တက္ကရာမိစ္ဆာဒိဋ္ဌိဖြုတ်ဖို့တိတ်အရေးကြီးတယ်လို့ပြောရတာဖြစ်တယ်တက္ကရာမိစ္ဆာဒိဋ္ဌိကဗုဒ္ဓဘာသာဝင် ဟုတ်သူနဲ့မဟုတ်သူတွေရဲ့လမ်းကွဲပါ ုဒ္ဓဘာသာဝင်လို့ဆိုတာဟာအရိယာဖြစ်ကိုရောက်တဲ့သူကိုဆိုလိုက်တာဖြစ်တယ်။အရိယာဖြစ်တဲ့လူကမှဗုဒ္ဓဘာသာဝင် အစ်စ်လို့ဗုဒ္ဓကပြောခဲ့ပါတယ်။တကယ်အရိယာဖြစ်ကိုမရောက်သေးဘူးဆိုရင်တော့ဒီလူဟာဗုဒ္ဓဘာသာကိုကိုးကွယ်နေတယ်ဆိုပေမဲ့လူကြီးမိဘတွေရဲ့လမ်းကိုစံတဝါဝါနဲ့ရှောက်လန်းနေသူသာဖြစ်ပြီးတော့တကယ်ဗုဒ္ဓဘာသာဝင်တော့မဟုတ်သေးဘူးလို့ပြောရပါလိမ့်မယ်။အရိယာဖြစ်ကိုရောက်တယ်ဆိုရမှာလေပထမဆုံးအဖြစ် တက္ကာယမိစ္ဆာဒိဋ္ဌိပြုတ်ရမှာဖြစ်ပါတယ်အတ္တဒိဋ္ဌိဘာကြောင့်ဖြစ်တက္ကာယမိစ္ဆာဒိဋ္ဌိမပြုတ်သေးဘူးဆိုလို့ရှိရင်အတ္တဒိဋ္ဌိဆိုတာဟာလည်းဝင်လာပါမယ်နောက်တစ်ခါတတရမိစ္ဆာဒိဋ္ဌိဆိုတဲ့နောက်ဘဝမှာလူနဲ့မြန်မာတတဝအဆဆတွေဖြစ်ရလိမ့်မယ်လို့ဆိုတဲ့အမြင်လည်းမပြုတ်ဘူးနောက်တခါအုတ်စေရမိစ္ဆာဒိဋ္ဌိလို့ဆိုတဲ့နောက်ဘဝမှာရုပ်နံခတ်သိမ်းချုပ်ငြိမ်းပြီးတော့ဘာမ ဖြစ်တော့မဖြစ်တော့ဘူးလို့ဆိုတဲ့အမြင်အားလည်းရှိနေအောင်ပါပဲဆိုလိုတာကကိုယ်စီမှာဘာသဘောတရားမှမရှိလို့ဒီမိစ္ဆာဒိဋ္ဌိတွေအကြောင်းမတွေးမိဘူးဆိုတော့မှမတွေးမိတာကြောင့်မိစ္ဆာဒိဋ္ဌိပြုတ်မယ်မဟုတ်ဘူးဥပမာကိုယ်ရင်ဝင်ထဲမှာရှိနေတဲ့ကလေးကိုကြည့်ပါလားဒီကလေးဟာနောက်ဘဝအကြောင်းဘယ်တွေးပါမလဲနောက်ဘဝဖြစ်တယ်လဲမတွေးဘူးမဖြစ်ဘူးလို့လည်းမတွေးဘူးဒီလိုမတွေးလို့ဒီကလေးတွေဟာမိစ္ဆာဒိဋ္ဌိပြုတ်နေပြီလို့မထင်နဲ့ သူတို့ဟာမိစ္ဆာဒိဋ္ဌိပြုတ်နေတာမဟုတ်ပါဘူး။ဘာသဘောတရားမှ မရှိသေးတဲ့သူတွေလို့သာ ပြောရပါလိမ့်မယ်။သူတို့မှာ အတ္တဒိဋ္ဌိမရှိဘူးလားလို့မေးရင်အတ္တဒိဋ္ဌိလည်းသူမတွေးမိသေးဘူး။ငါဖြစ်တယ်လို့သူ့ကိုယ်သူမယူဆသေးဘူး။ငါဖြစ်တယ်လို့မတွေးမိတာကဘာသဘောတရားမှမရှိသေးလို့မတွေးမိတာပဲဖြစ်ပါတယ်။အတ္တဒိဋ္ဌိပြုတ်လို့မဟုတ်ပါဘူး။ဒါကြောင့်တက္ကရာမိစ္ဆာဒိဋ္ဌိကတိတ်ရေးကြီးပါတယ်။ တက်ကာယမိစ္ဆာဒိဋ္ဌိသာမပြုတ်ဘူးလို့ဆိုရင်တခြားဘာဒိဋ္ဌိမှမပြုတ်ဘူးလို့ပြောရပါမယ်။ဘာဒိဋ္ဌိမှမပြုတ်တဲ့သူဟာမိစ္ဆာဒိဋ္ဌိကြီးပဲရှိနေပါမယ်။ဘုဒ္ဓဘာသာသည်တမာဒိဋ္ဌိဘာသာ။မိစ္ဆာဒိဋ္ဌိရှိနေသူဟာတမာဒိဋ္ဌိမဖြစ်ပါဘူး။ဒါကြောင့်မိစ္ဆာဒိဋ္ဌိရှိနေသူဟာဘုဒ္ဓဘာသာဝင် မဖြစ်ပါဘူး။ဘာကြောင့်လို့လဲလို့ဆိုတော့ဗုဒ္ဓဘာသာကတမာဒိဋ္ဌိဘာသာဖြစ်တာကြောင့်ပါ။ ကိုကမိစ္ဆာဒိဋ္ဌိလည်းမပြုတ်ဘဲနဲ့ကိုကိုကိုဗုဒ္ဓဘာသာလို့ထင်နေတယ်ဆိုလို့ထင်တာပဲရှိတကယ်ကတော့သူဟာဗုဒ္ဓဘာသာဝင် ဖြစ်မယ်မဟုတ်ပါဘူးကိုကိုကိုဗုဒ္ဓဘာသာဝင်လို့ထင်နေကြတဲ့သူတွေဒါကိုတိတိကျကျစစ်ကြည့်ဖို့ကောင်းပါတယ်ဗုဒ္ဓဘာသာဆိုတာတမာဒိဋ္ဌိဘာသာဖြစ်တယ်ငါဟာတမာဒိဋ္ဌိဖြစ်ပြီလားဘယ်မိစ္ဆာဒိဋ္ဌိကိုငါဖြုတ်ပြီးပြီလဲလို့ပြန်စစ်ကြည့်ဖို့ကောင်းပါတယ် ိုကမိစ္ဆာဒိဋ္ဌိဘာမိစ္ဆာဒိဋ္ဌိမှမဖြုတ်ရသေးဘူးဆိုရင်တော့မိစ္ဆာဒိဋ္ဌိပါပဲမိစ္ဆာဒိဋ္ဌိဖြစ်နေသေးတဲ့အတွက်သူဟာဗုဒ္ဓဘာသာဝင် စစ်စစ်မဟုတ်သေးပါဘူးဒါပေမဲ့သူကတော့ဖြစ်ဗုဒ္ဓဘာသာဝင်မိဘတွေရဲ့သာသမီပြပြီးဖျားလဲရှိကိုးပါတယ်တရားလဲစီးကပ်ပါတယ်တန်ခါလဲစီးကပ်ပါတယ်ဖျားတရားတန်ခါကိုသူစီးကပ်နေပါတယ်ဒီလိုစီးကပ်နေပေမဲ့ တက်ကာယမိစ္ဆာဒိဋ္ဌိမပြုတ်ဖဲနေတော့ဗုဒ္ဓဘာသာဝင် ဖြစ်ပြီဖြစ်ပြီလို့ပြောလို့မဖြစ်ပါဘူးဒီလိုမဖြစ်တာကတော့တတိုင်းပြည်လုံးလို့ပြောရမယ်ကဘာလဲတကဘာလုံးလို့ပြောရမယ်ဆိုလိုတာကတော့တမာဒိဋ္ဌိကို လူတွေမသိကြဘူးတမာဒိဋ္ဌိကိုလူတွေဘာကြောင့်မသိကြတာလဲဆိုတော့မိစ္ဆာဒိဋ္ဌိဖြစ်နေလို့ပါပဲမိစ္ဆာဒိဋ္ဌိဆိုတာဘယ်လိုဖြစ်တာတုံးလို့မေးရင်မိစ္ဆာဒိဋ္ဌိတွေကတက္ကာယမိစ္ဆာဒိဋ္ဌိကိုပဲပြောရမယ် တက္ကာယမိစ္ဆာဒိဋ္ဌိဆိုတာဘာလဲဆိုပါစို့ဒီလူကောင်ကြီးကတစုံတစ်ခုစကားတွေပြောပြီးဆဲဆဲဆူဆူလားမိမိတွန်တွန်လား၆၆ဟောက်ဟောက်လားပြောပြီးဆိုပါတော့ဒီစကားမျိုးပြောပြီးဆိုရင် မောင်မဲဆိုတဲ့သူပြောရင်မောင်မဲဟာဆဲတဲ့သူပဲလိန်တဲ့သူပဲလို့တွက်ကြပါရဲ့တကယ်ပြောမယ်ဆိုရင်တော့ဆဲတာလိန်တာက မောင်မဲဆဲတာလိန်တာမဟုတ်ပါဘူးမောင်မဲမှာပူးနေတဲ့ကိလေသာကဆဲလိုက်လိန်လိုက်တာသာဖြစ်ပါတ မောင်မဲကလိန်သူမဟုတ်ပါဘူးဆဲသူမဟုတ်ပါဘူးဆဲမှလိန်မှကောင်းတယ်လို့ထင်နေတဲ့အထင်မှားမှုကြီးတက္ကာယမိစ္ဆာဒိဋ္ဌိကဥနေတာပါဥနေရဲဆိုတာစီးနေတယ်လို့ဆိုတာနဲ့တူတူပါပဲလူတယောက်ကိုတရေပူးနေတယ်တရေစီးနေတယ်ဆိုလို့ရှိရင်ဒီလူပါဇက်ကထွက်တဲ့စကားတွေဟာတကယ်ကဒီလူပြောနေတာမဟုတ်ဘူးစီးနေတဲ့ပူးနေတဲ့တရေကပြောနေတာလို့ပြောရပါမယ် လူတယောက်ကိုဘလူးပူးနေတယ်စီးနေတယ်ဆိုရင်လေဒီလူကတစုံတစ်ခုလုပ်ရင်ဒါကလူကဒါဟာလူကလုတာမဟုတ်ဖဲနဲ့ပူးနေတဲ့ဘလူးကလုတာလို့ပဲပြောရပါလိမ့်မယ်ဆိုလိုတာကတော့အလာဝကမော်သွင်းခံထားရတဲ့သူတွေမှာအလာဝကပူးပြီးတော့စီးပြီးဆိုရင်အကုန်လျှောက်ကျန်းတော့တာပဲခုံပေါက်နေတော့တာပဲဒီလိုမျိုးခုံပေါက်ကြမ်းရမ်းနေပြီဆိုလို့ရှိရင်ဒီလူကကြမ်းရမ်းနေတာမဟုတ်ဘူးလို့ပြောရမယ် အလာဝကကကြမ်းရမ်းနေတာလို့ပဲပြောရပါမယ်။တာဝလူတွေမသိတတ်ကြဘူး။အလာဝကပူးတာတရေစီတာတို့ကတော့နည်းနည်းသိကြအောင်မယ်။လူလိန်တယောက်ကလိန်နာတခိုးတယောက်ကခိုးတာဆိုရင်ဘာကဝင်ပူးလိုက်မှမသိတတ်ကြဘူး။ဝင်ပူးတဲ့အရာကခိုးတာလိန်နာကိုမသိတတ်ကြဘူး။ဒါကမသိတော့ဒီလူကခိုးတာပဲဒီလူကလိန်နာပဲလို့ထင်နေကြတယ်။ဒီလိုတစ်ကဘာလုံးထင်နေကြတာပဲ။ ကိုကိုကိုဗုဒ္ဓဘာသာဝင်ဆိုသူတွေလည်းဒီလိုပဲထင်နေကြတာပဲကိုကိုဆဲတာဆိုတာတခုခုလုတ်လာပြီဆိုလို့ရှိရင်ဆဲဆိုတဲ့သူကိုကိုကမကြည်ဘူးဒီလူကိုပြန်ချရမယ်ဆိုတဲ့စိတ်မျိုးဖြစ်တာကြီးပဲမဟုတ်လားမခံကျင်မှုစိတ်ဆိုးတဲ့တကယ်တော့ဒီလူကလုတ်တာလို့ထင်လို့ပေါ့စိတ်ဆိုးတယ်ဆိုကြေးကတကယ်တော့ဒီလူကလုတ်တာမဟုတ်ဘူးသူ့စီမှာဝင်နေတဲ့စိတ်ဆိုးစိတ်စာဘာသာရေးစကားလုံးနဲ့ပြောရရင်ကိလေသာ ိလေသာများကသူများပေါ်မှာစဲခြင်းနဲ့စိတ်တွေဖြစ်လာအောင်စိုးခြင်းနဲ့စိတ်တွေပေါ်လာအောင်ရိုက်ပုတ်ခြင်းနဲ့စိတ်တွေပေါ်လာအောင်ခုတ်ခြင်းတစ်ခြင်းနဲ့စိတ်တွေပေါ်လာအောင်သူ့ကိုဝင်ပူးတာဖြစ်တယ်။ဝင်ပူးတဲ့ကိလေသာကလှုပ်လိုက်တာဖြစ်ပါတယ်။သူလှုပ်တာမဟုတ်ပါဘူး။ဒါပေမဲ့ဒီလိုမမြင်တတ်ကြဘူး။ကိလေသာလှုပ်တာကိုမမြင်ဘူး။ဒီလူကြီးကလှုပ်လိုက်တာဆိုပြီးလူကိုပဲတရားခံထင်သွားကြတာမဟုတ်လား။ဒီထင်ဟာတက္ကရာမိစ္ဆာဒိဋ္ဌိပါပဲ။ ဒါဟုအထက်ထက်ကြားနာစီခြင်းပါလေကြားနာရစီခြင်းနာကကိုယ့်ရဲ့နေစဉ်အတွေးခေါ်မှာစင်ကျင်မိလျက်ဖြစ်နေစီခြင်းလို့ပါနေစဉ်အတွေးခေါ်မှာနေစဉ်မှုတွေမှာစင်ကျင်နေဖို့ကလည်းအလွန်လိုအပ်ပါလေဒီလိုစင်ကျင်နိုင်မှုရည်ရွယ်ပြီးတော့တက္ကရာမိစ္ဆာဒိဋ္ဌိအပိုင်းဆိုင်ရာကိုအထက်ထက်ပြောပေးတယ်လို့မှတ်ကြပါ လူတွေကမဖြောင့်ကြပါဘူးဘာဖြစ်လို့လူတွေကမဖြောင့်ကြတာလဲဆိုရင်ငငယ်နောင်နောင်ကလေးကပဲ ကောင်းတဲ့ကောင်းနာကိုလိုက်ရင်လိုက်ရင်နဲ့ကောင်းတဲ့ကောင်းနဲ့ခံစားချက်တွေကမှားမှားယွင်းယွင်းပြလိုက်လို့ပါပဲမှားမှားယွင်းယွင်းအပြခံလိုက်ရတော့မှားမှားယွင်းယွင်းစီကိုရောက်သွားတော့တာပေါ့မျက်စိလေလို့တက္ကရာဒိဋ္ဌိကိုမသိမျက်စိလေတာမျိုးဖြစ်ဖူးကြမှာပါမျက်စိလေတွေဆိုတာက အုံနောက်ကအမှတ်မှားသွားတာပါအနောက်ဘက်ကိုသွားနေတယ်ဆိုပါတော့ညနေဘက်ဆိုရင်နေကအနောက်ဘက်ကိုရောက်နေပြီပေါ့ ဒီတော့နေဘက်ကိုမျက်နာမူပြီးတော့သွားရင်သွားရင်နဲ့မတိမတာနေကပျောက်သွားတယ်။ကိုလိုက်တဲ့လမ်းကလည်းကောက်ကောက်နဲ့ကောက်ကောက်နဲ့ကောက်တာကလည်းမတိတာမတိမတာနဲ့ကောက်သွားတာဆိုရင်ကိုမျက်နာမူတဲ့အရက်ကိုနောက်ဖက်အရက်လို့ပဲထင်နေမိမှာပဲ။ဒါဘာဖြစ်တာလဲလို့ဆိုရင်အုံနောက်ကအမှန်ပါသွားတာပဲဖြစ်ပါတယ်။ဒါကိုပဲမျက်စိလေတယ်လို့ခေါ်ပါတယ်။အခုလဲကျွန်ုပ်တို့ကခံစားချက်အကောင်းတွေနောက်ကိုလိုက်တာဟာကောင်းတဲ့ကောင်း ိုပိုကောင်းတွေစီကိုလက်ရင်းလက်ရင်းနဲ့အမှတ်မှားသွားကြတယ်။ဒီလိုအမှတ်မှားသွားတော့မကောင်းတာကိုကောင်းတယ်လို့ထင်သွားတယ်။မဟုတ်တာကိုလည်းဟုတ်တယ်လို့ထင်သွားတယ်။မျက်စိလည်သွားပြီပေါ့။ဒီခါမှာတော့တကယ်တော့ကျွန်ုပ်တို့ဟာကျွန်ုပ်တို့ကြီးတက်တက်မဟုတ်တော့ဘူး။မတိနူးနာရာတခုကကျွန်ုပ်တို့ကိုပူးလိုက်တာခံရပြီးတော့လိန်နာတွေကောက်တာတွေမှောက်တာတွေမှားတာတွေလုံမိခြင်းဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုပူးလိုက်တာကိုမတိတတ်ကြဘူး။ ဒီကောင်တော့ငါအပေါ်လိမ်ပြီးကောက်ပြီးဆိုပြီးတော့ဒီကောင်ကိုပဲစိတ်ဆိုးကြတယ်မဟုတ်လားဒီလိုစိတ်ဆိုးတာမျိုးမဆိုးတက်ကြစေချင်ဘူးဒါကအမြင်မှားနေလို့ဖြစ်တဲ့စိတ်ဆိုးမှုပါတက်ကရမိစ္ဆာဒိဋ္ဌိကအကြောင်းပြုလိုက်တဲ့စိတ်ဆိုးမှုမျိုးပါအသေးချာကြည့်လိုက်ရင်စိတ်ဆိုးစရာမရှိတာကိုတွေ့ရပါမယ်ဒါကိုသိမှစိတ်ကလည်းမဆိုးဘဲနဲ့နေနိုင်ပါလိမ့်မယ် စိတ်ဆိုးစရာကိုမသိဘူးဆိုရင်တော့သူလောက်တာမှာကို့အပေါ်တစ်ချက်လောက်မှားပြီးဆိုတာနဲ့မှားတဲ့အလျောက်ပြန်ပြီးတော့တုံ့ပြန်ကျင်တော့တာပဲတုံ့ပြန်ကျင်တာကစိတ်ဆိုးတာပါသူကစိတ်ဆိုးလို့ကိုကပြန်စိတ်ဆိုးကိုကစိတ်ဆိုးလို့သူကပြန်ဆိုးဒီတော့ပြေငြိမ်းစရာမရှိတော့ပါဘူးဒီလိုနဲ့လူတွေဟာမှောက်မှားကြတာပဲလောကကြီးဟာလည်းအကန်ပဲအန်ဒီဘူတော့အရန်လောကောလို့ဆိုတဲ့စကားတလုံးကျုပ်တို့သာသနာတော်ထဲမှာရှိတယ် အယံလောကဒီလူလောကကြီးဟာအန္တိဘူတော်အကံလောကကြီးတဲ့လူတွေဟာအကံတွေပဲလို့ပြောရမှာပဲအကံဆိုလို့မျက်စိမမြင်ဘူးလို့ပြောတာမဟုတ်ပါဘူးမျက်စိမြင်ကြပါတယ်မျက်စိမြင်ပေမဲ့လည်းအမှန်ကိုမမြင်ဘူးမမာယွင်ယွင်မြင်နေကြတယ်မျက်စိလည်တဲ့လူလိုပဲအရှိကိုအနောက်လို့မြင်လို့မြင်တောင်ကိုမြောက်လို့မြင်လို့မြင်မမာယွင်ယွင်မြင်နေတယ်ခုနကကို့အပေါ်မှာမှားယွင်းတဲ့သူကိုပြန်ကြည့်ပါလား ကိုကခံရတော့သူ့ကိုစိတ်ဆိုးတယ်။ဘာကြောင့်စိတ်ဆိုးတာလဲဆိုရင်တမင်တက်တက်ကို့အပေါ်လှုပ်တာလို့ထင်လို့စိတ်ဆိုးတာပဲ။သူ့လွဲပြီးတော့ငါ့ကိုလှုပ်တာပါလားလို့ကိုကမမြင်လို့စိတ်ဆိုးတာပဲ။လှုပ်တဲ့လူကလွဲပြီးလှုပ်မိတာကိုခံရသူကမမြင်တတ်ဘူး။ဒီတော့မျက်စိမရှိတယ်လို့ဖြစ်မနေဘူးလား။ဒါကြောင့်အကန်းလောကကြီးလို့ပြောရတာပါ။အကန်းလောကကြီးဆိုတော့လူတွေအကုန်လုံးပါတယ်။ ကျုပ်တို့ခမားတို့လည်းပါတယ်တကယ်ကန်းခဲ့ကြတာပဲကန်းနေကြတာပဲဒီကန်းလောကကြီးထဲမှာကိုကမျက်စိမိမိလေးပောက်ပါစီတော့ဆိုပြီးဖရတရားစီကိုချင်းကက်ရတာပါဖရတရားစီချင်းကက်လို့မျက်စိလေးမိမိလေးပောက်လာတဲ့အခါကျတော့ကို့ဘေးကလူတွေကို့ပတ်ဝန်းကျင်ကလူတွေအကန်းဖြစ်နေတာကိုပို့ပြီးတော့မြင်လာရမှာပဲကိုကမျက်စိပောက်လို့မြင်ရတဲ့သူ ဖြစ်လာပေမဲ့ ကိုပတ်ဝန်းကျင်မှာကိုဆက်ဆံရတဲ့သူတွေကမမြင်သေးတဲ့သူတွေပဲဖြစ်နေသေးတော့ကိုကိုလာပြီးတော့တိုက်မိခိုက်မိမဖြစ်လောက်ပေဘူးလားတကယ်လာပြီးတော့တိုက်မိကြမှာပဲဒီတစ်ခါဘယ်လိုလုပ်မလဲငါ့ကိုတိုက်ရခေါင်းလားဆိုပြီးစိတ်ဆိုးလိုက်မယ်ဆိုရင်ကိုကသူ့ကိုပြန်တိုက်လိုက်တာ ဖြစ်ပြီးတော့ကိုကလည်းမမြင်အောင်ရောက်တော့မှာပေါ့အကမ်းပဲဖြစ်နေမှာပေါ့ဒါကြောင့်ဖះကပြောခဲ့တာပါလောကကြီးဟာအကမ်းလောကကြီးမျက်မမြင်လောကကြီး ဒါဟာတယောက်ကိုပြောတာမဟုတ်ဘူးတစုလောက်ကိုပြောနေတာမဟုတ်ဘူးတကဘာလုံးကိုပြောလိုက်တဲ့စကားကျွန်ုပ်တို့လည်းဒီစကားကိုအစက နားမလည်ခဲ့ဘူးတက်ကာယမိစ္ဆာဒိဋ္ဌိဆိုတာကိုသဘောပေါက်လာမှဒီစကားကိုနားလည်ခဲ့တယ်ဖခင်ကအကန်းလောကကြီးလို့ပြောတာဟာတိတ်ဟုတ်တာပဲဘယ်သူမှဆိုသူ့ကိုထိတာနဲ့ပြန်စော်တာပဲလွဲမှားပြီးတော့ထိမိတာလို့မသိတော့ပြန်စော်တာပေါ့ဒီအဖြစ်မျိုးစားရဲပေတဲ့မှာတွေ့ရပါတယ် ဝီဒီဟီအင်ရှင်မလူဟန်ဆောင်ထားကြဝီဒီဟီဆိုတဲ့တထေးမတယောက်ရှိတယ်တဲ့ဝီဒီဟီတိတ်တဘောကောင်းတယ်တိတ်နူးညံ့တိမ်မွေ့တယ်လို့သူ့မျိုးမှာကြော်ကြားတယ်စကားပြောကလည်းနူးညံ့တယ်နေထိုင်ကလည်းနူးညံ့တယ်ဒါကိုသူ့ရဲ့ကြော်မဖြစ်တဲ့ကာလီဆိုတဲ့အမျိုးသမီးကစမ်းကြည့်ကျင်တယ်အမျိုးသမီးကတိတ်တဘောကောင်းတယ် တိတ်နူးညံ့တယ်လို့ပြောကြတယ်။ဒါဟာတကယ်ပဲသဘောကောင်းတာလား။တကယ်ပဲနူးညံ့တာလား။အကြောင်းသိလို့သဘောကောင်းတာလား။နူးညံ့တာလား။ငါစမ်းကြည့်အောင်မယ်လို့အကြံဖြစ်တယ်။နောက်ရက်နန်နက်ကိုရောက်တော့ကာလီယာအိယာတွေကနေမထပဲหนีလိုက်တယ်။သူအိယာကမထတော့အရှင်မဝီဒီဟီယာစူတော့ငောက်တော့တာပဲ။နောက်တနေ့မှလဲကာရီယာအိယာကစောစောမထပဲနဲ့หนีမြင့်မှထတယ်။ဒီတခါကျတော့အရှင်မဝီဒီဟီယာဗဇက်က စူရာငေါတာရင်မကတော့ပဲတကားမင်းတို့နဲ့ကာလီရဲ့ဦးခေါင်းကိုရိုက်ခွေးလိုက်ပါတဲ့ခေါင်းကသွေးတွေလည်းထွက်ကောကာလီယာငိုပြီးတော့ဒီလိုပြောတဲ့တိတ်ပြီးတော့သဘောကောင်းနေနူးညံ့နေဆိုပြီးကြော်ကြားလာတဲ့အရှင်မဝီဒီဟီယာအခုတော့ဖြစ်သူ့ခေါင်းကသွေးတွေထွက်အောင်အထိရရက်ဆက်ဆက်ကြမ်းကြမ်းတန်တန်ရိုက်နေပါပြီတဲ့လူတွေဟာတတိမဝီဒီဟီလိုပါပဲသဘောကောင်းနေနူးညံ့နေဆိုပေမဲ့ သူ့အပေါ်မှာတယောက်ယောက်ကမကောင်းမှုပြုလိုက်တာနဲ့သူကလည်းမကောင်းမှုနဲ့ပဲပြန်တုံ့ပြန်တော့တာပါပဲဒါကြောင့်အကန်လောကကြီးလို့ဖះကပြောတာပေါ့မျက်စိပေါက်လာရင်အကန်ကိုရှောက်ဒီလိုအကန်လောကကြီးထဲမှာကိုကမျက်စိပေါက်ပြီးဆိုရင်မျက်စိပေါက်တဲ့သူကသာအကန်ကိုရှောင်ရပါလိမ့်မယ်အကန်ကတော့မြင်မှမမြင်ဘဲနဲ့ဘယ်လိုရှောင်မလဲအကန်ကတော့တိုက်မိမှာပဲ အကန်းကတော့ရမ်းမိမှာပဲမျက်စိပေါက်သူကသာ ကိုယ့်ကိုမထီအောင်ရှောင်ရတင်းရပါမယ်ဆိုလိုတာကလောကမှာ NDA ဆိုတာကိုရှာရင်မဆုံးအောင်ရှိပါတယ်ဝေဝေးမွေရောက်လို့ဇက်ဇက်ထိမခံဘူးဆိုရင်ရန်ဖြစ်စရာတွေကတော့ပြည့်နေမှာပဲမျက်စိပေါက်တဲ့သူကတော့ရန်ကိုရန်နဲ့မတုံ့ပြန်ဘူးအမားကိုအမားနဲ့မတုံ့ပြန်ဘူးရန်ကိုရန်နဲ့တုံ့ပြန်ရင်အမားကိုအမားနဲ့တုံ့ပြန်ရင်ဒီရန်ဟာဘယ်မှာဆုံးတော့မှာလဲ ူကကို့အပေါ်မှာမှားလိုက်တာဟာကိုကသူ့အပေါ်မှာတစုံတစ်ခုဆူဆူဝါးဝါလှုပ်ထားတယ်ထင်လို့မှားလိုက်တာပဲဖြစ်တယ်။ဒီလိုမှားလိုက်မိတာကိုကိုကပြန်ပြီးတော့သူ့အပေါ်ဆူဆူဝါးဝါတုံ့ပြန်လိုက်ရင်သူကတခါကို့အပေါ်ကိုဆူဆူဝါးဝါတုံ့ပြန်အောင်မှာပဲ။သူကဆူလို့ကိုကဆူကိုကပြန်ဆူလို့သူကပြန်ဆူနဲ့ကြာလီကြာလီအဆိုးကွင်းကြီးအမားကွင်းကြီးကြီးတဲ့ကြီးလာမှာမဟုတ်လား။နောက်ဆုံးပိတ်တော့ဘာဖြစ်မလဲဆိုရင် ချင်းတောင်လို့နာဂတောင်လို့မှာဖြစ်တဲ့တဲ့ပုံတရံတိုင်းဖြစ်လာမှာပဲအစိုးကိုအစိုးနဲ့တုံ့ပြန်တဲ့အမြင်မှာချင်းတောင်လို့နာဂတောင်လို့မှာဘယ်လိုဖြစ်တယ်လဲဆိုရင်သူ့အဖေကအခုအဖေကိုတတ်ခဲ့ရင်အသက်ခံရသူရဲ့သားကကြီးလာတဲ့အခါမှာတတ်တဲ့သူကိုပြန်တက်ရတယ်တဲ့ကို့အဖေအတွက်လက်စားချီတယ်ပေါ့ဒီခါမှာလက်စားချီခံရတဲ့သူရဲ့သားကလက်စားချီတဲ့သားကိုပြန်တက်ပြန်มาလေရောသူကလည်းသူ့အဖေအတွက်လက်စားချီတာပေါ့ နောက်တစ်ခါကျတော့သူတို့ရဲ့တားသမီးတွေလှည့်ရောက်ပြီသူ့ဘက်ကလူကိုကိုကတက်လိုက်ကိုဘက်ကလူကိုသူကပြန်တက်လိုက်နဲ့မဆုံးတော့ပဲဖြစ်တယ်တောင်ပိုင်းချင်းတောင်ကတယောက်လဲဒီလူပဲသူ့ကိုကမူယူပြီးသူ့အပေါ်ဆူဆူဝါဝါဆက်ဆံတဲ့အတွက်သူကတက်ပစ်မိလိုက်တယ်ဒီလိုတက်ပစ်လိုက်တော့ထောင်ကြတော့တာပေါ့ဒီခါမှာအမေဖြစ်တဲ့သူကပြောတယ်မင်းရဲ့အကိုဖြစ်သူကိုမင်းကတက်လိုက်ပြီးမင်းကိုလည်းအစိုးရကထောင်ချပစ်လိုက်ပြီးမင်းရဲ့အကို အကူကလည်းငါရဲ့သားပဲမင်းကလည်းငါရဲ့သားပဲငါတို့သားနှစ်ယောက်လုံးစုံတော့တာပဲလို့ငိုပြီးပြောတဲ့။ဒါပေမဲ့ဒါနဲ့မပြီးသေးဘူး။သူထောင်ကလွတ်ရင်သူ့အကူရဲ့သားကသူ့ကိုပြန်ပြီးတော့လက်စားချီအောင်မယ်။တက်လိုက်အောင်မယ်။သူ့ကိုတက်တဲ့သူ့အကူရဲ့သားသူ့ရဲ့တူကိုလည်းသူ့ရဲ့သားကပြန်တက်အောင်မယ်။လူသက်ဆက်ဝိုင်းကြီးဒီလိုလဲနေတယ်လို့ပြောရမယ်။ဘယ်တော့ဆုံးမလဲ။ အစိုးကိုအစိုးနဲ့တုံ့ပြန်ရမယ်ဆိုတဲ့လွဲမှားမှုအမြင်တက္ကရာမိစ္ဆာဒိဋ္ဌိရှိသည်မဆုံးနိုင်ဘူးဒီလိုလူသက်ဆက်ကွင်းတွေဟာဗုဒ္ဓဘာသာဝင်တွေနေတဲ့ဒေသအတွင်းမှာရှိနေတယ်ဆိုတော့ဒါတို့ဘုန်းကြီးတွေညံ့လို့ရှိနေရတာလို့တွေးမိပါတယ်လူတွေရဲ့ပြင်းကြီးရပြင်းကြီးချောင်းကိုတို့ဖုန်ကြီးဆိုတဲ့သူတွေကလုတ်ပေးရမှာမဟုတ်ဘူးလားဖုန်ကြီးကတိုင်ပဲလေစိုးကြစားကြသူတွေအတွက်ဖုန်ကြီးကတိုင်ဖြစ်နေရသူမဟုတ်လား ဒိုင်းဆိုတာကတော့ပြင်းကြီးညာပြင်းကြီးညောင်းတကယ်ပြေလေတဲ့အနေထားမျိုးရောက်အောင်ဖန်တီးပေးရမှာဖြစ်ပါတယ်။ဒိုင်းလို့သူတွေကဒီလိုမရှင်းပေးနိုင်တဲ့အတွက်တောင်သာတို့မြင်းချံတို့နေထဲမှာတောင်လူသက်ဆက်ကွင်းတွေရှိနေပါတယ်။တကယ်ပြောရရင်ဟင်းတရာတို့မော်လမြိုင်တို့အဆဆနေတွေမှာလည်းမရှိဘူးလို့မပြောနိုင်ဘူး။နေရာတကာမှာရှိနေနိုင်ပါတယ်။ဆိုလိုတာကရန်ကုန်ရန်နဲ့တုံနှင်းလို့မပြေလည်ပါဘူး။ဒါဟုသဘောပေါက်ရင်အနည်းဆုံးကိုနဲ့အတူတူနေကြတဲ့ သားမယားကစပြီးကိုယ့်ရဲ့မွေးချင်းသားချင်းကိုယ့်ရဲ့မိတ်ဆွေတင်ကဟအကုန်လုံးဘယ်သူတွေဘယ်လောက်ဆိုးဆိုးငါကတော့သူတို့ကိုအဆိုးနဲ့မတုံ့ပြန်ဘူးတက်ကာယမိစ္ဆာဒိဋ္ဌိကိုဖြုတ်နိုင်ပြီဖြစ်တဲ့ငါကတော့သူတို့ရဲ့အဆိုးဒဏ်ကိုမခံရအောင်လွတ်အောင်ရှောင်ဖို့ပဲငါလုံးပန်းရလိမ့်မယ်လို့သိရပါတယ်အကန်လောကကြီးမှာနေနေသူကဆိုးလို့မလို့သူ့အဆိုးကိုကိုကအဆိုးတစ်ခုခုနဲ့ခြေလိုက်တဲ့အခါမှာကိုလည်းလူဆိုးဘဝရောက်ရတော့မယ် ဒီလိုမဖြစ်ရအောင်တက္ကရာမိစ္ဆာဒိဋ္ဌိကိုဖြုတ်ရပါမယ်။လောကကြီးကအကန်းလောကကြီးတဲ့။ကန်းကြတဲ့အတွက်စိုးသူတွေထဲမှာကိုမပါစေနဲ့။ကိုကစပြီးမစိုးမိစေနဲ့။သူများစိုးတာတွေကိုလည်းကိုကအစိုးနဲ့ပြန်မတုံ့ပြန်မိစေနဲ့။စိုးတဲ့သူတယောက်ယောက်ကလှုပ်လိုက်တာကိုကိုလွတ်အောင်မရှောင်နိုင်တဲ့အတွက်ခံချင်းခံရမယ်။ကိုခံရတဲ့အတွက်သူ့ကိုစေစားလောက်ခံရအောင်ငါပြန်လုပ်မယ်ဆိုတာမျိုးမဖြစ်ပါစေနဲ့။ ပြန်ချည်ရင်ကိုလဲလူဆိုးတွေတဲကလူဆိုးပဲဖြစ်သွားလိမ့်မယ်။အကန်းတွေတဲကအကန်းတယောက်ပဲဖြစ်သွားလိမ့်မယ်။ဒီလိုမဖြစ်ရအောင်တည်တည်ချာချာတတိထားပါ။သက်ကာယမိစ္ဆာဒိဋ္ဌိဆိုတဲ့အကန်းမြင်အယမ်းမြင်ကိုစွတ်မှာ။တမာဒိဋ္ဌိလို့ဆိုတဲ့အမှန်မြင်ကိုဆွဲမြဲထားပါ။ငါအပေါ်ကိုဘယ်လောက်ဆိုးတဲ့လူဖြစ်ဖြစ်ငါကတော့ပြန်ပြီးတော့မဆိုးဘူး။ငါမကြိုက်တဲ့လူရဲ့မျိုးသူ့ပုံငါပြန်မလုပ်ဘူး။ငါမကြိုက်တဲ့ဖြစ်ရမျိုးသူ့ကိုပြန်မပေးဘူးဒီလိုသဘောထားပါ။ ကိုကိုလက်သီးနဲ့ထိုးရင်ကြိုက်မလားကိုကိုဆဲရင်ရောကြိုက်မလားကိုကိုမြည်တွန်းတောက်တီးရင်ကြိုက်မလားမကြိုက်မှာသေးကြပါလေကိုမကြိုက်တာကိုသူ့ကိုပြန်လို့ရင်သူလည်းမကြိုက်မှာဆိုတော့အစိုးကိုအစိုးနဲ့တုံပြန်လို့ဘယ်ဖြစ်မလဲဘယ်ပြေမလဲမလဲဒီတော့ကိုကစောင့်စည်းရမယ်တီးခံပြီးတော့ရှောင်လွဲရမယ်ဒါကတကယ်လမ်းကြောင်းမှန်ပဲလူတယောက်သွားရမယ်လမ်းကြောင်းမှန်ကလေးကကျင်းကျင်းကြက်ကြက်ကလေးဖြစ်ပါတယ် သူကစပြီးတော့ဆိုးလာတာကိုကိုကပြန်ပြီးတော့မဆိုးဘဲနေနိုင်ဘူးကတော်တော်ကြက်ပါတယ်ကိုကစပြီးမဆိုးဘူးကတိတ်မခတ်လာဘူးသူသူဆိုးတာကိုကိုပြန်မဆိုးဘူးကြတော့ကြက်တယ်ဒါကြောင့်ဒါကလေးကိုမျက်စိမှပฏิပဒါလို့ခေါ်ပါတယ်ကိုကတော့စပြီးတော့မဆိုးဘူးသူကဆိုးလာရင်တော့ကိုခံနိုင်မှုမလွယ်ဘူးကိုပြန်မဆိုးဘူးကခတ်တယ်ဒီလိုဖြစ်နေကြဆိုတော့ဒီလမ်းကလေးကိုဘယ်သူမှမသိဘဲနဲ့ဖြစ်နေတယ် ဒီလိုမတိကြတဲ့အတွက်ဒီလမ်းကလေးကိုကျေတဲ့ကျဲအောင် ဖုံတဲ့ဖုံလာအောင်ဘယ်သူမှမဖောက်နိုင်မဲနဲ့ဖြစ်ခဲ့ရပါလေဖះရှင်စတင်ဖောက်ခဲ့တဲ့အလေလမ်းဒီလမ်းကလေးကိုကျုပ်တို့ဖះစတွေ့ခဲ့ပါတယ်ကျုပ်တို့ဖះသာမတွေ့ခဲ့ရင်ဘယ်သူမှရမှာမဟုတ်ဘူးကျုပ်တို့ဖះကစတွေ့ခဲ့တဲ့တရားဆိုတာဟာအလေအလက်လမ်းပါပဲဖះဆိုတော့တိတ်ကြီးထူးခြားလွန်းတဲ့ပုံကိုကြီးအဖြစ်မြင်ပြီးတော့ကြည်ကျင်ကြည်မိတယ် မြင့်မကြည့်ပါနဲ့ဖះလဲကျွန်ုပ်ကျွန်တော်ကျွန်ုပ်တို့ခမည်းတော်လူ လူသားပါပဲဒီလိုပြောလို့ဖះရှင်ကိုဖះရှင်ကိုဂုံနှိမ့်လိုက်တာမဟုတ်ဘူးလူတွေအထင်ရှိတဲ့လူတွေအထင်ရှိတဲ့မဟုတ်တဲ့ဂုံတွေသူ့မှာမရှိဘူးလို့သူ့ပြောစကားတွေအများပြားရှိနေတယ်ဒါပေမဲ့သူက လောကကြီးကိုကြည့်တယ်လောကကြီးကဘလုံးရှုပ်ထွေးပဲဟိုသူကဟိုလူအပေါ်ကိုညစ်တယ် ိုသူကဟိုသူအပေါ်ကိုစိုးစားဒီလိုစိုးစိုးစားစားညင်ညစ်ပတ်ပတ်နဲ့နေနေကြတော့ဒီလောက